တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားဘာဖြစ်လို့ရန်သူတွေဖြစ်သွားကြတာလဲသူတို့ဟာတန်တမန်ဆက်ဆံရေးလည်းမလုပ်ကြပါဘူးတနိုင်ငံသားမှာဒတိုင်းတွေစုချုပ်တွေကန့်ရန်ပြီးတော့စစ်ပွဲတွေဇက်လိုက်ဖြစ်နေကြတာပါလွန်ခဲ့တဲ့နှစ်ပေါင်း၁၀၀ကျော်လုံးကတော့သူတို့ဟာတနိုင်ငံနဲ့ဖြစ်ခဲ့ပါတယ်ဒါပေမဲ့1910ခုနှစ်အရောက်မှာဂျပန်ကကျူးကျော်သိမ်းပိုက်ပြီးတဲ့နောက်မှာတော့ပြဿနာတွေစပြီးတော့ရှုပ်လာခဲ့ပါတယ်ဒုတိယကမ္ဘာစစ်ဖြစ်တဲ့အချိန်ဂျပန်နိုင်ငံလက်နက်မချခင်ကာလလေးမှာပဲဆိုဗီယက်ရုရှားကတရုတ်နိုင်ငံအရှေ့ပိုင်းနဲ့ကိုရီးယားကျွန်းဆွယ်ကို စတင်ကျူးကျော်လာခဲ့ပါတယ်ဒီအချိန်တွေကိုမြင်တဲ့အခါမှာ အမေရိကန်တပ်တွေကလည်းတောင်ကိုရီးယားဘက်ခြမ်းကိုဝင်ရောက်ပြီးတော့ထိန်းချုပ်လိုက်ပါတယ်ဒီခါမှာတော့ကိုရီးယားနိုင်ငံကကမ္ဘာအင်အကြီးနိုင်ငံနဲ့နိုင်ငံစစ်ဖြစ်ရာကြားခံနေမြေတစ်ခုဖြစ်လာခဲ့ပါတယ်38မြင်းပြိုင်လို့ခေါ်တဲ့နယ်နိမိတ်အရောက်မှာတော့နယ်နိုင်ငံတပ်တွေကထိတ်တဲရင်ဆိုင်ရမယ့်အနေအထားတစ်ခုကိုရောက်ရှိသွားပါတယ်ရုရှားနဲ့အမေရိကန်တို့ရဲ့အားပြတ်မှုတွေကြောင့်နယ်နိုင်ငံကဘယ်လိုမှပေါင်းစည်းလို့မရတဲ့အခြေအနေတစ်ခုကိုရောက်ရှိသွားပါတယ်မြောက်ကိုရီးယားချမ်းမှာကွန်မြူနစ်စင်နဲ့တောင်ကိုရီးယားချမ်းမှာကက်ပီတယ်လစ်စင်ဆိုတဲ့အယူဆတွေကွဲပြားလာပြီးတော့နယ်နိုင်ငံစတင်ပြီးတော့ပေါ်ပေါက်လာပါတယ်တဖန်နဲ့တဖန်အသေးချေတိုက်ပြီး ရောနိုင်ငံသစ်ထူထောင်မယ်ဆိုတဲ့အတွေးခေါ်တွေကြောင့်မလို့မြောက်ကိုရီးယားကတောင်ကိုရီးယားအချမ်းကိုစတင်တိုက်ခိုက်ပါတယ်။နိုင်ငံလုံးကိုထိ ंछ ုံနိုင်လူနီးပါးအခြေအနေမှာတောင်ကိုရီးယားဘက်ကနေ အမေရိကန်နဲ့ UN တပ်တွေကဝင်ကူတိုက်တဲ့အတွက်ကြောင့်မလို့မြောက်ကိုရီးယားတို့ဆစ်ရှုံးလာခဲ့ပြန်ပါတယ်။တောင်ကိုရီးယားတို့တနင်္ဂနွေလုံးကိုထိ ंछ ုတ်ခံရတဲ့အခြေအနေမှာတရုတ်စစ်တပ်ကအမေရိကန်နဲ့မတည့်တဲ့အတွက်ကြောင့်မလို့မြောက်ကိုရီးယားဘက်ကနေဝင်တိုက်ကူလာပြန်ပါတယ်။ဒီအခြေအနေမှာတော့ Soviet Russia ကတရုတ်နဲ့မြောက်ကိုရီးယားကိုလက်နက်တွေအကြီးအကျယ်ထောက်ပံ့ခဲ့ပါတယ်။တောင်ကိုရီးယား၊အမေရိကန်နဲ့ UN တပ်တွေကပြန်လည်ဆစ်ရှုံးလာပြီးတော့38မြင်းပြိုင်ဆိုတဲ့နေနိမ့်အယောက်မှာနှစ်ဖက်တပ်တွေကရှေ့တိုးမရနောက်ဆုံးမရအခြေအနေကိုရောက်သွားပါတယ်။နောက်ဆုံးမှာတော့ဒီနေရာကိုနှစ်နိုင်ငံနေနိမ့်ဖြစ်တက်မှတ်ပြီးတော့တောင် ိုရီးယားကိုမြောက်ကိုရီးယားပါအခုချိန်ဒီပြန်လည်ပေါင်းစည်းလို့မရတဲ့အခြေအနေတစ်ခုကိုရောက်ရှိသွားပါတယ်ဒီနှစ်နိုင်ငံကလူမျိုးပေါ်ဘာသာစကားကိုတူညီပါတယ် အင်အားကြီးနိုင်ငံတွေရဲ့ဝင်ရောက်ဆွဲဖက်မှုကြောင့်မလို့နိုင်ငံရေးအယူအဆတွေကွဲပြားပြီးတော့နှစ်နိုင်ငံကရန်သူတပွဲဖြစ်သွားတဲ့သဘောမှရှိပါတယ်။ဒီစစ်ပွဲဟာ1950မှာဖြစ်ပြီးတော့၃နှစ်အကြာ1953မှာနှစ်နိုင်ငံကွဲသွားခဲ့တာဖြစ်ပါတယ်။ရောက်ကိုရီးယားဘက်ကစစ်သားနဲ့အခြားပစ္စည်းတည်ဆုံတဲ့သူတွေက၄သိန်းနဲ့၆သိန်းကြားမှရှိတယ်လို့ခန့်မှန်းထားပါတယ်။တောင်ကိုရီးယားဘက်ကတော့စစ်သားတည်ဆုံမှုကတော့ခန့်မှန်းရှိ၂သိန်းနဲ့၃သိန်းကြားမှရှိပါတယ်။ဒီစစ်ပွဲရဲ့အကျိုးဆက်ကြောင့်မလို့မြောက်ကိုရီးယားဘက်ကပြည်သူတွေထိခိုက်တည်ဆုံမှုက၆သိန်းနဲ့၁သန်းကြားမှရှိပါတယ်။ တောင်ကိုရီးယားဘက်ကျန်းကလည်းအဲ့ဒီတိုင်းမှာပဲတသန်းနီးပါးကိုထိခိုက်တိုက်ဆုံမှုတွေရှိတယ်လို့ခန့်မှန်းထားကြပါတယ်။ American စစ်သားတွေတိုက်ဆုံတာကတော့3600ဖြစ်ပြီးရော UN စစ်သားတွေတိုက်ဆုံတာကတော့3000ဖြစ်ပါတယ်။ တရုတ်စစ်တပ်ကတော့တသိန်း၈000နဲ့၄သိန်းကြားမှာတည်ဆုံတယ်လို့ခန့်မှန်းချက်တွေရှိပါတယ်။သုံးနှစ်တာနိုင်ငံကွဲထွက်ရေးစစ်ပွဲမှာစုစုပေါင်းတည်ဆုံမှုကတော့အနည်းဆုံး၂သမ5သန်းနဲ့အများဆုံး၄သန်းထိရှိနိုင်တယ်လို့ကမ္ဘာစစ်တမ်းတွေကသိရပါတယ်။ဒါပေမဲ့လည်းဒီစစ်ပွဲကလုံးဝပြီးဆုံးသွားတာမျိုးတော့မဟုတ်ပါဘူး။အပြည့်အခက်ရက်စဲပြီးတော့နိုင်ငံဘေကျင်းထားချမလဲဆိုတဲ့စီးပေါ်မှာတည်ရှိနေတဲ့အခြေအနေမျိုးလည်းဖြစ်ပါတယ်။ဘေးနိုင်ငံဘလို့အခြေအနေမှာပဲဖြစ်ဖြစ်ဘလို့အယူဆတွေနဲ့ပဲစစ်ပွဲတွေဖြစ်ပါစေအဓိကဒုက္ခရောက်တာကတော့ပြည်သူတွေပါပဲ။